မင်္ဂလာပါခင်ဗျာဒီနေ့တော့အစီအမင်းစီကံကိုတည်ထားရင်ကိုယ်အတွက်အခွင့်အရေးဘလောက်တာသွားတယ်လဲဆိုတော့အကြောင်းနမူနာဗီဒီယိုလေးတစ်ခုနဲ့တင်ပြဆွေးနွေးခြင်းပါတယ်ဒီဥစ္စာကလွန်ခဲ့တဲ့ writer cup မှာအင်္ဂလန်နိုင်ငံသားမက်ထရူသွန်တောမတ်ရဲ့ဖြစ်ရလေးတစ်ခုပါသူ့ဘောလုံးကအဲသူ့ဘောလုံးက ပွဲကြည့်စဉ်နဲ့ပွဲကြည့်စဉ်နဲ့မလွတ်ဘူးပြီးမလွတ်ဘူးမလွတ်တဲ့အခြေအနေဖြစ်နေတယ်ပေါ့ဗျာသူကကျွန်တော်တို့က free relief ယူဖို့အတွက်ကိုဖယ်ရွှေလို့မရတဲ့လူလုံးတားဆီးကြောင်း free relief ယူမယ်ဆိုလို့ရှိရင် swing or step မလွတ်ရင် free draw ရပါတယ်ဒါကို Thomas ကကျွန်တော်တို့ဒိုင်လူကြီးကိုလှမ်းပြီးခေါ်လိုက်တယ်ဒီမှာသူ swing မလွတ်ဘူးဆိုပြီးတော့ပြတယ် swing မလွတ်တဲ့အခါကျတော့ ုတ်ပြီးကျွန်တော်တို့ referee တွေကအမှန်လဲဒါဆွေးမလွတ်ဘူးသူဆွဲခိုင်းကြည့်တယ်နမူနာဆွေးမလွတ်ဘူးဆိုတော့ okay မင်းမလွတ်တာဟုတ်ပြီအဲ့ဒါဆိုရင် NPC ရရှာဆိုတော့ဒိုင်လူကြီးပြတဲ့နေရာတိတ်အများကြီးမလွတ်တာဖြစ်တဲ့အတွက်နည်းနည်းလေးပဲလွတ်တာဆိုတော့အဲ့ဒီဘောလုံးရဲ့ရှိနည်းနည်းလေးကိုပဲမှတ်ခံလိုက်တယ်ပြီးအဲ့ဒီကနေမှဒုတ်တပြန် driver တပြန် relief area ပေါ့ဗျာပြတဲ့ချအဲ draw ချမဲ့ area driver တပြန်ကိုတိုင်းနေတိုင်းပြီးတော့အဲ့ driver တပြန်အတွင်းကျင်းတဲ့မနီးစီတဲ့နေရာမှာသူ draw ချခံလိုက်တယ် အဲ့မှာ तू อ่ะ draw ချပြီးရိုက်သွားတာရိုက်ချက်အရင်ကောင်းသွားတယ် तू ကတော့မရိုက်ခင်တေးချ green ball တက်ကြည့်ဘယ်နေရာမှာ draw ချပြီးတော့ဘလို့ရရမလဲတေးချအဲကြည့်ပြီးတော့မှရိုက်သွားတာပေါ့လေ rider cut မှာအဲ့မှာဖြစ်စဉ်လေးကတော့တိတဲ့အတိုင်းပဲ rider cut ဆိုတော့အင်္ဂလန်နဲ့ Europe နဲ့ team Europe နဲ့အာ United State နဲ့အင်္ဂလန် American နဲ့ rider cut ရိုက်ကြတာဆိုတော့ပြည်သက်တွေကဘောလုံးပွဲတွေမှာလို့နှောက်ရက်ကြလို့ အာ Rory McGrath လည်းပြစ်တီဝေဖန်ထားတယ်အခုဒီဗီဒီယိုမှာလည်းအဲ့လိုပဲအတန်နေနဲ့သူ့ကိုနှောက်ရှက်ကြတယ် pressure ပေးကြတယ်ဒါပေမဲ့ရိုက်ခတ်နေလေတော့ညင်ပေးသေးတယ်တော်သေးတာအဲပြောချင်တာကကျွန်တော်တို့ဒီမှာဖယ်ရှိလို့မရတဲ့လူတို့အတားစီနှောက်ရှက်ပစ္စည်းအတွက်ကို swing သုံးဖို့ stand သုံးဖို့ volunteer ရှိတဲ့နေရာ၃ခုမလွတ်လို့ရှိရင်ကျွန်တော်တို့ free draw ရပါတယ်ရတဲ့နေရာဒီ MPC ကသူလွတ်တဲ့နေရာနေပြီးတော့အနည်းဆုံးလွတ်ခဲ့ရမှတ်ဆိုတော့သူဒီမှာကျတော့နည်းနည်းလေးရှိလို့လိုက်လို့လို့အဲ့ဒီနေရာမှာတီဆိုင်တယ်အဲ့ဒီကနေ driver တပြန်အတွင်းမှာ draw ချပြီးတော့ရိုက်သွားပါတယ်စီမင်းတိထားတယ်ဆိုရင်ကိုရမယ့်အခွင့်အရေးကိုကောင်းကောင်းလေးတိတာပေါ့ခင်ဗျာကျေးဇူးတင်ပါတယ်ချေ